မင်္ဂလာပါရှင်ခေတ်သစ်ညူးသတင်းဌာနရဲ့ချိန်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမဆုံးအိန္ဒိယမှာဆေးရုံစုနဲ့ရွေးကောက်ပွဲကိုမြို့သူသဘောထားနေသည်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယသည်မြန်မာနဲ့နယ်နိမိတ်အဖြစ်ကီလိုမီတာ1600ထိစပ်နေတော်လဲယခုဘက်တွင်မြန်မာနဲ့ပတ်သက်၍အိန္ဒိယတွင်လူတိုင်းစိတ်ဝင်စားလာနေသည်ကကိုကိုကျွန်းအရှင်နှင့်အီလွန်မတ်စ် East Starlink သည်နိုင်ငံတွင်းရှိအွန်လိုင်းငွေလိမ်ကိုင်းများကိုပံ့ပိုးပေးနေသလိုဖြစ်လာ၍ American Outlook တို့မှစုံစမ်းစစ်ဆေးနေပြီဆိုသောသတင်းများပင်ဖြစ်ပါသည်။ သို့သောထိုထဲမှာတော့ဘာသာရေးပွဲတော်အားပါရဂလိုက်တာဖြင့်တိုက်ခိုက်ခဲ့၍လူပေါင်း24ဦးထိသေဆုံးသွားသည်ဆိုသည်ကသတင်းဌာနလောက်သာပါရှိလာခဲ့ပါသည်။ ဤဒီကိုကြည့်မည်ဆိုကလေးနှစ်ကျော်ကြာလာခဲ့ပြီဖြစ်သောမြန်မာပြည်တွင်းစစ်သည်ယူကရိန်းဂါဇာတို့လောက်စိတ်ဝင်စားခြင်းမခံရဟုပြော၍ရှာပေသည်ယူကရိန်းနှင့်အရှိလေပိုင်းရေတည်ရုပ်ချင်းဆိုသလိုကမ္ဘာစစ်ကြီးတွင်ပြောင်းလဲသွားနိုင်သည်ဟုယူဆထားကြ၍လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်မြန်မာပြည်တွင်းစစ်ကတော့အတ္တမနှင့်ဓမ္မတို့ကြားတွန်းထိုးရုန်းကန်နေသောအပြိုင်မှုဖြစ်၍ယခုကကမ္ဘာနိုင်ငံ၏ဇက်ခုံတွင်မြည်သူများအရေးထားပေါ် မရှိသလောက်ဖြစ်နေသည့်ကိုကျင်တရားနှင့်ဆိုင်နေ၍လည်းဖြစ်ပါရယ်စေအောင်စုသည်မြေမြပင်ရှုံးများနှင့်ရင်ဆိုင်နေရသော်လည်း၎င်းတို့အဖွဲ့စည်းကုန်မှုစစ်လက်စွာထိန်းထားနိုင်သည်ဟုအိန္ဒိယရှိလေလာသူများကလက်ခံထားကြပါရယ် စေယုစုစီစဉ်ထားသောရွေးကောက်ပွဲသည်တိုင်းပြည်နယ်လူထုအတွက်တစုံတရာအကျိုးရှိလာဖို့မဟုတ်ဘဲကိုကျိုးစည်းဝါးအတွက်စီစဉ်ဥစားရှာဖွေပြီးတက်တောင်းတက်တာနေသွားနိုင်ဖို့ကြံရွယ်မှုမျိုးသာဖြစ်ဒီကိုအားလုံးလဲတည်ထားပြီးဖြစ်ပါတယ်။မြို့နယ်ပေါင်း102မြို့နယ်တွင်သာပြုလုပ်မည်လဲဖြစ်ပါတယ်။ထို့ရွေးကောက်ပွဲဟာ Kings Party ဖြစ်သောချမ်းပေါ်ပါတီအပြတ်သက်အောင်ပွဲခံရန်အသေးစားတွက်ချက်စီစဉ်ထားပြီးဖြစ်ပါတယ်။ဒို့မှသာလူပေါင်း6000ကျော်တည်ဆောင်းခဲ့သည့်အာနာသိမ့်မှုကိုဖန်တီးခဲ့သည့်မင်းအောင်လိုက်ဖို့တာဝန်ခံစရာမလိုပဲအေးချမ်းစွာနာ ားယူထွက်ခွာသွားနိုင်ပြီဖြစ်သည်ဟုယူဆထားကြပါသည်။၎င်းထက်ဘိုတင်နှင့်အပတ်စဉ်16ခုခန့်ကွာတဲ့ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းအားကာချုပ်ဖြင့်ရာထားသည်ဟုဆိုပါသည်။ကျောဆောင်လင်းသည်တိုက်ခိုက်ရေးတွေ့ကြုံမရှိတော့လေကာကွယ်ဦးစီးချုပ်ယုံတွင်အုပ်ချုပ်ရေးတာဝန်ကိုယူထားသူဖြစ်ပါသည် ဒုက္ကာချုပ်ရာတို့အတွက်အလားအလာရှိသူတို့ကအထူးစစ်စင်ရေးတာဝန်ယူထားသောကိုကိုဦးနှင့်လက်ရှိစီရေးချုပ်တန်ထိုက်တို့ဖြစ်ပါれ၎င်းတို့နှုတ်စလုံးသည်စကိုင်းဒေတာကြီးတွင်ရက်ဆက်ရုံမှစွာပြုကျင့်နေမှုများအတွက်နိုင်ငံတကာ၏စောင့်ကြည့်ခံထားရသူများဖြစ်ပါれအနေငယ်များသာကြံတော်တဲ့တက်သည့်ပညာရှင်များဘက်ကအစိုးရသည်နှင့်ပူးပေါင်းလာမည်လားဆိုသည်ကိုမသေးကွဲသေးပေတိုင်းသားလက်နက်ကိုင်အဖွဲ့အများစုကမှရွေးကောက်ပွဲရလက်ကိုအတိမတ်မပြုဟုပြောဆိုထားပြီးဖြစ်ပါれထို့ထဲတွင်ရခိုင်ပြည်နယ်80ရာခိုင်နှုန်းကို ိမ့်ချုပ်ထားသည့်အရခတက်တော်ကချင်ချင်းတအန်းတို့ကထိတ်ဆုံးမှပါဝင်နေပါရယ်စစ်တပ်နှင့်မဟာမိတ်ပြုထားသောကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ကမှလုံခြုံရေးပေးမည်ဟုဆိုပါရယ်လက်ရှိတွင်အိန္ဒိယဆိုရာကရွေးကောက်ပွဲဖြင့်ပြည်ပခါကိုဖြည့်ရှင်းနိုင်မည်တစုံတရာထွက်ပေါ်လာလိမ့်မည်ဟုမျှော်လင့်နေကြပါရယ်အိန္ဒိယပိုင်အက်ဒမန်ကျွန်းနှင့်55ကီလိုမီတာဝေးတဲ့ကိုကိုကျောမှာတရုတ်ချက်တိုက်လေယာဉ်များဆင်းခွင့်ပေးတော်မည်ဆိုသောသတင်းများလည်းထွက်ပေါ်နေပါရယ်ထို့ပြင်အရှေ့မြောက်ဒေသရှိဗဟုအစိုးရအားတိုက်ခိုက်နေသော အာတန် UFNL နဲ့နာဂအဖွဲ့များအတွက်လည်းစိုးရိမ်စရာဖြစ်နေပါတယ်။တပတ်မှာလေအိန္ဒိယတည်ကချင်ပြည်နယ်တွင်ရှိရှားပါမြေသားတထုများကိုစိတ်ဝင်စားနေပါ रे အိန္ဒိယအစိုးရကမြန်မာနဲ့ပတ်သက်လျင်၎င်းတို့လုံခြုံရေးကိုသာအာရုံထားနေပါ रे ရွေးကောက်ပွဲကလည်းမြင်းမြပင်တပတ်ဆောင်နေဖြစ်နေစေကမူဥမင်လိုက်ကောင်းအဆုံးတွင်ခါဝါဝါမြင်နေရတဲ့အလင်းရောင်လေးဟုထမှတ်နေစေဖြစ်ပါ रे DPP မှာပြင်ပဆောင်ပါရှင် ဒီပဆောင်းပါရှင်တို့ကအိန္ဒိယဒီစေုပ်စုနဲ့လူမြင်ကွင်းတွင်ပလူပလဲလုံနေတော်လဲတပတ်တွင်မြေရှားတထုကိုအကြောင်းပြု၍ကချင်လွတ်လပ်ရေးတပ်တော်နဲ့မှောင်ရိပ်ကိုဆက်ဆံလာပါတယ်ထို့သောရေရိုကိုသာကြည့်၍မိစားတစ်ဖက်ရေမုတ်တစ်ဖက်လှုပ်လာသည့်အတွက်နှစ်ဖက်စလုံး၏အယုံကြည်မဲ့ခြင်းခံနေရပြီးပြည်တွင်းစစ်ကိုရေရှည်အောင်လုပ်နေသလိုဖြစ်နေသည်ဟုသုံးသပ်ထားပါတယ်ထို့သောအိန္ဒိယ၏နှစ်ဖက်နှင်းသောအကာအသင်းထိမ့်သိမ့်ရန်အလွန်ခက်ခဲပြီးအကျိုးဆက်နေဖြင့်ကြီးမားသောအနေအမျိုးရှိနေပါတယ် အိန္ဒိယနိုင်ငံ၏စစ်ကောင်စီနှင့်ဆက်ဆံရေးတိုးမြလာမှုများသည့်ရက်ဆက်ကြမ်းကြုတ်ပြီးတရားမဝင်သောအုပ်ချုပ်ရေးစနစ်ကိုလက်ခံအသိမဲ့ပြုရာရောက်ပြီးထို့နောက်ရက်သည့်အိန္ဒိယက၎င်း၏အကျိုးစီးပွားအတွက်ဒီမိုကရေစီစံနှုန်းများကိုလစ်လျူရှုကြောင်းဖော်ပြနေသဖြင့်နိုင်ငံတကာအတွင်း၎င်း၏ဂုဏ်သိက္ခာနှင့်ဩဇာအာဏာကိုထိခိုက်စေသည်ဟုဆိုလိုပါသည်။အိန္ဒိယအဖို့ကမြေရှားတပ်ထုဈေးကွက်အားတရုတ်တို့ထင်သလိုချဲလဲနေမှုကြောင့်နေမထိထိုင်မသာဖြစ်လာက KIA နှင့်မဖြစ်မနေတိုက်ခေါက်ဆက်ဆံလာခြင်းလည်းဖြစ်ပါသည်။အိန္ဒိယလောက်ရက်သည့် ်ခေတ်သစ်ကိုလိုနီဝါဒကိုကိုးစားပြုနေခြင်းဖြစ်ပါတယ်ရှင်သည်နိုင်ငံအားစီးရီးရသိမ့်ပိုက်ဆရာမလို့ပဲ၎င်းမှာစီးပွားရေးနဲ့မဟာပြူဟာမြောက်အကျိုးစီးပွားအတွက်အမျက်ထုတ်ကြခြင်းဖြစ်ပြီးအမျက်ထုတ်ခံရသည့်နိုင်ငံ၏ပြည်သူလူထုခံစားနေရမှုများကိုလုံးဝဂရုမစိုက်ခြင်းပဲဖြစ်ပါတယ်အိန္ဒိယ၏ခြေတုံချတုံဖြစ်နေသောမူဝါဒသည်တန်တမန်ရေးရာကျွမ်းကျင်မှု၏လက္ခဏာမဟုတ်ပဲကိုကျိုးချီမူဝါဒသည်နိုင်ငံတွင်ရှေ့လျှောက်မတည်ငြိမ်မှုများပို၍ပြင်းထန်လာနေခြင်းတွင်ပြိုလဲပြက်စီးသွားမည်ဖြစ်သည်ဟုရေးသားထားပါတယ်တရု ်သည်ကွန်မြူနီအာဏာရှင်နိုင်ငံဖြစ်၍အလုံးအမြင်တွင်မထူးခြားလာတော်လဲမြို့တော်ပင်ဖြစ်စေဒီမိုကရေစီဘိုးအီကြီးဟုသတ်မှတ်ထားကြသောအိန္ဒိယ၏မူဝါဒသည်မြေများအထိတိုက်ခါကျဆင်းနေသည်ကိုလည်းထည့်သွင်းမစင်စားနိုင်အောင်ဖြစ်နေပါသည်၎င်းတို့အဖို့ကရေကောက်ပဲပြီးနောက်အချိန်ကောင်းလာပါကဘေးရောက်သွားမည်ကိုစိုးရိမ်နေကြပါသည်အာဆီယံသည်လည်းထို့သို့ချီတုံချတုံဖြစ်နေရှာပါသည်လက်ရှိတိုင်းပြည်နာကဲ့သို့မင်းအောင်လိုင်၏စိတ်ကူးစိတ်တန်အကြံဉာဏ်များပေါ်တွင်မူတည်နေ၍ထိုပုဂ္ဂိုလ်ဘာရီဂျန်စီနေသည်ကိုရှင်းလင်းစွာသိနိုင် င်ဖို့သုံးသပ်နိုင်ဖို့သာအရေးကြီးပါတယ်ပြည်သူတို့၏တရားသောစေမုံချအောင်ရမည်မြန်မာစေယုစုကပြည်သူများကိုငတ်မှုအောင်ထားရှိစေခြင်းဖြင့်အញ្ញံခံစေသည့်နိလန်းကိုအသုံးပြုနေသည့်ပေါ်နိုင်ငံတကာလက်ပိုက်ကြည့်မနေသင့်ဟုတမ်မကြီးဦးကျော်မုထွန်းတတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာအကြမ်းဖက်ဆဲအုပ်စုကပြည်သူများကိုငက်မို့အောင်ထားရှိစေခြင်းဖြင့်အညံ့ခံစေသည့်နီလန်းကိုအသုံးပြုနေသည့်ပေါ်နိုင်ငံတကာကလက်ပိုက်ကြည့်မနေတဲ့ကြောင့်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကတရိပ်ပေးပြောဆိုပါရင်အော်တိုဘန်လ18ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနှင့်ရင်းချိမှုကော်မတီတွင်စာနာရိတ်ခါရရှိခွင့်နှင့်ဆက်လျင်း၍အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ်ကိုစလင်တမ်မကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်အကြံဖက်စီအုပ်စုကနိုင်ငံတကာနှင့်ပြည်တွင်းပြည်ပအကူအညီပေးရသည့်ထောက်ပံ့မှုများကိုတားမြစ်ပိတ်ဆို့ခြင်းလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုဟန်တားကန့်သက်ခြင်းနှင့်လေယာဉ်များနှင့်စိုက်ပျိုးရေးသုံးဖြစ်စည်းကိရိယာများအားလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများဖြင့်ဖျက်ဆီးခြင်းတို့ကိုလှုံ့ဆော်လျက်ရှိကြောင်းမြန်မာနိုင်ငံတွင်စာနယ်ရိပ်ရှာစာနယ်ရိပ်ကရရှိခွင့်မှာစနစ်တကျပင်ညှင်းပယ်ခံထားရကြောင်းနိုင်ငံတကာအသိုက်အဝန်းတွေဖြင့်စေယုတ်စုမှ မြမပြည်သူများအားငတ်မို့အောင်ထားရှိစေခြင်းဖြင့်အညက်ခံစေသည့်နီလာအသုံးပြုနေသည့်ပေါ်လက်ပိုက်ကြည့်မနေတဲ့ကြောင့်တန်မဲကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောဆိုပါသည် မြန်မာနိုင်ငံတွင်ပြည်သူများ၏အသက်အိုးအိမ်များကေတင်ရန်နှင့်ဒီမိုကရေစီပြန်လည်ထွန်းကားစေရေးအတွက်ယခုပင်အရေးယူဆောင်ရွက်ရန်တိုက်တွန်းကြောင်းမြန်မာနိုင်ငံ၌နိုင်စဉ်ဖြစ်ရိုးဖြစ်စဉ်တပွဲလက်တွေ့မြင်တွေ့နေရသည့်အခြေအနေဖြစ်ပြီးတရားမဝင်ဆေးရနာတိမ်မှုကစီးပွားရေးချန်နယ်များအားလက်နက်တပွဲအုံပြုလျက်ငတ်မွမှုနှင့်ဆင်းရဲမွေးချေမှုတို့ကိုဖြစ်ပေါ်စေလျက်ရှိကြောင်း2021ခုနှစ်ဖေဖော်ဝါရီလမတရားဆေးရနာတိမ်မှု၏နောက်ဆက်တွဲစိုးကြိုးရလက်များမှာအလွန်ဆိုးရွားပြီးစားနပ်ရိက္ခာရရှိခွင့်မှာပြိုလဲလျက်ရှိကြောင်းတန်မဲ့ ီကထောက်ပြပါရယ်2025ခုနှစ်တွင်ခံမှန်းခြေအဖြစ်လူဦးရေ15တသမ2တန်းကန့်သည် အရေးပေါ်စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီး3တသမ5တန်းသောပြည်သူများအနေဖြင့်ပြည်တွင်း၌နေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်းတစ်ချိန်တည်းမှာပင် စေယုစုအနေဖြင့်၎င်းတို့၏အကျိုးစီးပွားကိုသာရှေ့ရှုသည့် corporate အဖွဲ့အစည်းတစ်ခုဖြစ်လက်ပတ်နေပြီးနိုင်ငံတော်၏ဝင်ငွေများကိုလက်နက်ခင်းရများအတွက်လွှဲပြောင်းအသုံးချလျက်ရှိကြောင်းထို့ပြင်စေယုစုကခရိုနီအတိုင်းဝိုင်းများအားမဖြစ်မနေလိုအပ်သည့်ကုန်စည်ပစ္စည်းဝင်ထွက်စီးဆင်းမှုများထိန်းချုပ်ရန်နှင့်ကုန်ပစ္စည်းရှားပါမှုမှတဆင့်အမျက်ထုတ်နိုင်ရန်ခွင့်ပြုပေးထားကြောင်းဆိုရသည့်အချိန်နှင့်အမျိုးမျိုးစုဆောင်နေသည့်အနေအထားတွင်အမျိုးသမီးများကလေးငယ်များပြည်တွင်းနေရဆွန့်ခွာတပြေးတိတ်ဆောင်နေရသည့်အိမ်တော်စုများရိုဟင်ဂျာ ုက္ခသည်များမြို့နေပြည်သူများအားလုံးနှင့်ဖြင့်စာနေရိတ်ခါမဖူလုံမှုအဟာရမပြေဝမှုကျန်းမာရေးအရေးပေါ်အခြေအနေများနှင့်ဝင်ငွေမလောင်းငါမှုတို့ကြောင့်ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုများနှင့်ချင်းချမှုများကိုရင်ဆိုင်နေရကြောင်းတန်မက်ကြီးကထောက်ပြပြောဆိုခဲ့ကြောင်းသိရှိရပါသည်မြန်မာနိုင်ငံတွင်စာနေရိတ် စာနယ်ရိက္ခာရရှိခွင့်မှာစနစ်တကျပင်ညှင်းပယ်ခံထားရသဖြင့်ထို့သောစစ်တပ်၏အမျက်ထုတ်မှုပြစ်ဒဏ်ကင်းလွန်ခွင့်နှင့်ရက်ဆက်ကြမ်းကြုတ်မှုများအပြီးတိုင်ချုပ်ငင်း၏အတွက်ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုင်းအဝန်းထံမှချက်ချင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ထိရောက်သောထိရောက်သော လုံဆောင်ချက်များကိုတောင်းဆိုကြောင်း မြန်မာနိုင်ငံတွင်ပြည်သူများ၏အသက်အိုးအိမ်များကေတင်ရည်နှင့်ဒီမိုကရေစီပြန်လည်ထွန်းကားစေရန်အတွက်ရင်းယူဆောင်ရွက်ရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမကြီးဦးကျော်မှုထွန်းကားတိုက်တွန်းပြောဆိုသွားကြောင်းသိရှိရပါသည်။